ားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့ဖြန်နယ်ကနေဒီနေ့ညတင်ဆက်ပြီးသွားကျင်တာကတော့သာသနာဖြစ်မှာဆိုတဲ့ရုပ်ပြဇာတ်ကြောင်းလေးပဲဖြစ်ပါတယ်အားလုံးပဲခံစားနားဆင်အားပေးကြပါအောင်ခင်ဗျာသာသနာဖြစ်တဲ့နေ့သမီးတခါကဟိမနာတော်ဦးကြီးတွင်မှာအချင်းဒီလာနဲ့ပြည်စုံတဲ့ကတ္တပရတိကြီးဧကစာရီကျင့်ရံတရင်သုံးနေစဉ်ရတိကြီးရဲ့ကျောင်းသင်္ကန်းအနီးမှာရှင်လဲချက်စားနေတဲ့တမင်ပြူမတကောင် ရှိလေတယ် တနေ့မှာတော့ရတကြီးရဲ့ကြီးငယ်ရီတွေဆူဆွနေတဲ့မြက်နုနုကိုတမေမာလီကစာတုံမိရကနေတမေမာလီမှာပရိသရိကိုဝင်တဲလေတဲ့အချိန်တန်တော့အဲ့ဒီတမေလီကနေလူသားယောက်ျားလေးတဲ့ဦးဖွားလီယာအဲ့ဒီကလေးကိုအီတီတင်ကလိုအမိမဲခေါ်ပြီးကတ္တပရတကြီးကကျွမွေပြုစုစောင့်ရှောက်ခဲ့လေတဲ့အဲ့ဒီလူလင်ကလေးအီတီတင်ကအရွယ်ရောက်လာတဲ့အခါရတကြီးကသူ့လိုပဲတဏယာကကင်းစေဖို့ ်မြင်းမြလာတဲ့သမထကျင့်စဉ်စရဏကိုပြင်းပြင်းထန်ထန်ကြည်ကြံစေတယ်ကတ္တပယတိကြီးဟာရတလေးအဋ္ဌိဒိင္ခကိုတောနဲ့ထဲခေါ်သွားပြီးသူယောင်ဒီသူယောင်ပန်းမွေးတို့ကိုညွန်ပြကဆုံးမလေးရှိတယ်ရှိတာယတိငယ်လူမယောက်ျားရှိသလိုလူမင်းမလည်းရှိတယ်မာတုကာမရီဟာအဲ့ဟိုကသူယောင်ဒီသူယောင်ပန်းမွေးတို့နဲ့အသွင်တရံတူလာတယ်အဲ့ဒီလိုသူယောင်ဒီသူယောင်ပန်းမွေးတို့ ਨੇ အစင်းတရံတူလာတဲ့မာတုကာမတွေကိုရှောင်ကျင်ပါလော မာဒုဂါမရီဟာမာယာများသူတွေဖြစ်တယ်ဖြစ်တာသူတို့ရဲ့မာယာတွေနဲ့ပုရိသယောက်ျားတို့ကိုဖျက်ဆီးနိုင်စွမ်းရှိတယ်မာဒုဂါမရီဟာသူတော်စင်တွေရဲ့သီလတမာရီအကျင့်စရဏတွေကိုခြေမွပစ္စည်းအောင်စွမ်းဆောင်တတ်ကြတယ်ဒါကြောင့်သူယောင်သည်သူယောင်ပန်းမွေးတို့နဲ့အသွင်တရံတူတဲ့မာဒုဂါမရီကိုဘိုးဘေးကရှောင်ရှားပါလို့ချစ်တာကောင်းပါပြီဖခင်ဒါအပြင်ကိလေသာကာမတဏ္ဍာရာဂတို့ ချစ်သားရဲ့စိတ်တရားမှမကန့်ညိစေဖို့တရားဓမ္မကိုသာဂယုတဆိုင်ကြီးညံ့မှလို့ချစ်သားယတေလေအဲ့ဒီတင်ကဟာဖခင်ယတေကြီးကတ္တပမကွယ်လွန်မီကမှာကြားခဲ့တဲ့အတိုင်းတရားဓမ္မကိုသာအကျင့်စရဏအာကကောင်းနဲ့ကြီးညံ့လျာတိလဘုံတကူဟာလွန်စွာကြီးမားလာတော့လေတဲ့ဒီလိုနဲ့ယတေလေးရဲ့တိလတကူအာနုဘောလွန်စွာကြီးမားလာတဲ့အတွေ့တာရိနာနတ်ပြည်ကနတ်တို့ရဲ့ဘရင် ။တကြမီးရဲ့ပန်ဒုကပလာနတ်ကြောက်ပြဟာတင်းမှပူလောင်ကပြင်းစွာလှုပ်ခတ်သွားတော့တယ်။ဟာဟာဟာဘယ်လိုဖြစ်တာပါလဲ။အလိုလေးပူလိုက်လှုပ်လိုက်တာယူဇနာတပေါင်းချေဝင်ပြီးခန္ဓာထေဝါလာတဲ့နတ်ဘုံနန်းနန်းကိုပိုင်ဆိုးရသူတကြမီးအနေနဲ့အချားပူဝင်စရာအကြောင်းလုံးဝမရှိပေမဲ့သူတိုင်းနဲ့ပန်ဒုကပလာနတ်ကြောက်ပြလှုပ်ခတ်သွားတာကိုတော့ပူပင်တော့ကကြီးစွာဖြစ်သွားရတော့တယ်ခက်ပြီခက်ပြီအားထိုင်နေတဲ့ကြောက်ပြဟာတင်းမှပူလောင်လှုပ်ခတ်သွားပါလား အေးဒါဟာဘာကြောင့်လဲငါရဲ့ယာရုတတန်ကုံဆုံးသွားတော့မှမဟုတ်လားဒါမှမဟုတ်ငါရဲ့ယာရုကိုလူယူနိုင်လောက်တဲ့တီလာတကူကြီးမားတဲ့ယတိယဟန်ပေါ်ပေါက်လာလို့ပဲလားမဖြစ်ချေဘူးဒိဗဆက်ကုနတ်မျက်စိနဲ့လူပြေကိုကြည့်လိမ့်မှာပဲဒီလိုနဲ့တကြမင်းဟာဒိဗဆက်ကုနတ်မျက်စိနဲ့လူပြေကိုကြည့်လိုက်ရာဟာဟီမူနာတော်ကြီးရဲ့မှာတရားဓမ္မကျင့်ကြံနေတဲ့ယတိလေးဟာတီလာတကူအာနုဘော်ကြီးမားနေပြီပဲ။ ဒါကြောင့်ငါရဲ့ဘန္ဓုကပလာကြောက်ပြာလှုပ်ခတ်သွားခဲ့ရတာကိုသူဟာတိလတကူအာနုဘောကြီးမားနေလေတော့ငါရာဓုကိုလူယူမှာဆိုးရတယ်မဖြစ်ဘူးငါဘယ်လိုလုပ်ရပါမလဲကြံစမ်းကြံစမ်းဟာဟုတ်ပြီအကြံရပြီရတလေအဋ္ဌိတေငါရဲ့တိလတကူကြောင့်ဒီလိုဖြစ်ရတာဆိုတော့သူ့ရဲ့တိလတမာတိခိုင်မခိုင်ဆန်းကြည့်မှာပဲဟုတ်ပြီသူ့ရဲ့တိလတမာတိကိုဆန်းသက်ကြည့်ရမယ်ဒီလိုနဲ့တကြမင်းဟာသူပိုင်ဆိုင်တဲ့နတ်သမီးပေါင်း 25ဂရီတဲ့ကချုံမော်လာပါနုပြုတ်လို့နဲ့အလံဘုဒ္ဓကိုခေါ်ယူလိုက်တယ်အလံဘုဒ္ဓအမေရှိတော်မူပါအရှင်တရားမင်းလူပြေကဟိမွနာရရမှာအဲ့ဒီတင်ငါဆိုတဲ့ရည်သေးလေးပေါ်ထိုးနေတယ်သူချင်းညာနေတဲ့ဆရဏာအားနဲ့တီလာတကူတော်တွေကြောင့်ငါရဲ့ကြောက်ပြာလောက်ကတ်သွားရကတင်တိရမဟုတ်လားတီတီเจ้าမှာအေးအဲ့ဒီလိုထိုင်ကုန်လောက်ကတ်တာမကောင်းဘူးငါရဲ့ယာဓုအတွေ့ဆိုရင်ရတယ်ငါရဲ့တရားမင်းယာဓုရည်သေးလေးကလူယူနိုင်တယ် ဒါပေမဲ့အဲ့ဒီရည်သေးလေးရဲ့တီလာသမားဒီတကယ်ခိုင်မာအကောင်းမသာဒကြမင်းဆိုတဲ့ယာရုနဲ့ထိုက်တက်မှဖြစ်တယ်။အဲ့ဒီတော့ရည်သေးလေးအဲ့ဒီဒိန်ငါရဲ့တီလာသမားဒီခိုင်မလားဆိုတာစမ်းသက်ကြည့်ရမယ်။အဲ့ဒီလိုစမ်းသက်ရမယ့်တောင်းဝန်ကိုတည်ယူနိုင်ပါမလား။ကျွန်တော်မျိုးမှာအရှင်ဒကြမင်းရဲ့အစီအပသာဖြစ်ပါတယ်။ဒါကြောင့်အရှင်ကစီကိုင်းရင်ညင်းစရာအကြောင်းလုံးဝမရှိပါဘူး။အေးအဲ့ဒီလူမပေါ့။ကဲဒီတော့လူပြည့်ဟိမုနာရက်ကရည်သေးလေးရဲ့အကြောင်းသင်ခန်းစီသွားပါ။ တင်းရဲ့ယူပါယုံကန္နာယုံဖောတဖယုံတွေနဲ့ရေသေလေးကိုဖျားယောင်တွေးဆောင်မှာတင်းရဲ့မာယာကုံရက်တွေနဲ့မိအောင်ဖမ်းမှာအဲ့ဒီတောင်ဝန်ကိုတင်းကျေပူအောင်ထမ်းဆောင်မှာကောင်းပါပြီအရှင်တကြမင်းအလံဘူတာနတ်သမီးဟာတကြမင်းရဲ့စေခိုင်းချက်အတိုင်းလူပြေယောဂဟိမနာတောကြီးကရေသေလေးရဲ့ចောင်းတင်ကန်းစီလှမ်းလာခဲ့ပါတော့တယ်တန်ပေါင်းစုံဖူးပွင့်လေးရဲ့တရလာပါလုံးနဲ့ဆန်းချောင်းလေးနဲ့ပြေးကဝါချောင်းလေးအရှိကမြေကွက်လက်မှာရေသေးလေးကတပြည့်စီလဲနေလေရဲ့အင်နရီအပြည့်နဲ့ တပြက်စီလဲနေတဲ့ရေသေးလေးအဲ့ဒီတင်ငါရဲ့ရုပ်တွင်ဟာတင်းငင်အေချမ်းလှပေတယ်ချောင်းဟန်တဲ့ကြောင့်ရေသေးလေးအဲ့ဒီတင်ငါဟာခြာကနေလှည့်ကြည့်လိုက်ပါတယ်အလံဘူးသားရဲ့ချောင်းမော်လှပလုံးတဲ့ရုပ်တွင်ကိုမြင်လိုက်ရတဲ့ရေသေးလေးအဲ့ဒီတင်ငါဟာအန်ဟောတုံလုံးတွားရပါတော့တယ်ဟမ်တင်းမတူလဲသူရောက်မလားမဟုတ်ရပါဘူးရှင်နှမလေးကလူသားဆင်စစ်ပါရှင်ဒါဒါဆိုမာတုကာမပေါ့ မာတုကာမခေါ်ကောနှမလေးလိုပဲခေါ်ကောခေါ်လို့ရပါတယ်ရှင်။အိုးမာတုကာမဆိုတာတဲချောတဲလာပါလားအသားလေးကလည်းဖွင်းနုနုနှာတန်ကလေးကလည်းဆင်းလို့ရွှေရင်ကလေးကလည်းမုံမို့ခါလေးကချင်းချင်းတင်သားကထွားထွားရှိုက်ဖို့ကြီးငယ်အတွတ်တွင်းနဲ့တဲချောတဲလာပါလားလူသူမနည်းတဲ့တော်ကြီးမြင်မဲထဲမှာမွေးဖွားကြီးပြင်းလာခဲ့တဲ့သူမို့မိမကိုလုံးဝမတွေ့ဘူးခဲ့တဲ့ရသေးလေးအဲ့ဒီတင်သားဟာအလံပူသားရဲ့အလမှာရင်မှုတွေ့ဝေးသွားပါတော့တယ် ငေးလာကြည်လာရေသိလေးရဲ့နှမလေးကိုဒီအတိုင်းကြီးနေတော့မလားနေရာတိုင်းငယ်မပြီးတော့ဘူးလားအိုးဟုတ်ဟုတ်ပါရဲ့ဒါပါနှမငယ်ရေသိလေးအဲ့ဒီတင်ကဟာအလမူသားရဲ့လက်ကလေးတစ်ဖက်ကိုအသာဆွဲကင်ပြီးကြောင်းတင်ငန်းစီခေါ်သွားပါတော့တယ်နှမငယ်ထိုင်ထိုင်ပါကွယ်ရေသိလေးအဲ့ဒီတင်ကအလံပူသားကိုမျက်စိအောက်ကအပြောင်းမကန်ပဲသူမမျက်နှာလှလှလေးကိုသာငေးကြည့်နေမိပါတော့တယ်သူ့ရဲ့အတွေ့အထိမှာအခြားဘာမှမရှိတော့ဘူး အလံဘူသားရဲ့အလောက်ကိုပဲရှိတော့တယ်။လှလိုက်တာကွယ်အရန်ကိုလှလိုက်တာပါကွယ်။ရေတိလေးရဲ့အတွေ့ထဲမှာသူ့ဘာကရေတိကြီးကတ္တပါးရဲ့ဆုံးမစကားတွေလည်းမရှိတော့ဘူး။သူကြီးညံခဲ့တဲ့တရားဓမ္မတွေလည်းမရှိတော့ဘူး။ကဲအဲ့တဲ့ကိုဒီလိုပဲငေးကြည့်နေတော့မှလား။ရေတိလေးရဲ့ဘာမှမကျွေးတော့ဘူးလား။အိုးကျွေးမှာပေါ့နှမလေးရဲ့ကျွေးရမှာပေါ့။ကဲစားပါနှမငယ်စားပါ။အလံဘူသားဟာတတိတလုံးကိုစားလိုက်ပြီးနောက်ကဲအဲ့ဝကျေဘူးနဲ့အင်းရှင်ကို ကျေးဇူးတင်ပါတယ်ရှင်နှမလေးကိုသွားခွင့်ပြုပါနော်။အိုးဘယ်သွားမလို့လဲနှမငယ်မသွားပါနဲ့အောင်လား။နှမလေးကိုတခါတည်းခေါ်ထားလိုက်တော့မလို့လား။မုံနှနှော်လေးပြောလိုက်တဲ့အလံပူသားကိုငေးကြည့်ရင်မချင်မရဲဖြစ်လာတဲ့ရေသည်လေးဟာသူမရဲ့လက်မောင်းအီလေးကိုအမတ်မတင်စုပ်ကန်လိုက်မိတယ်။အိုးခေါ်ခေါ်လို့ရရင်ခေါ်ထားလိုက်ချင်ပါပြီလားကွယ်။ခေါ်ထားပြီဘာလို့မှလဲဟင်။ကိုလုံးလလလေးလှုပ်ရနေတဲ့မင်းမချောလေးကိုကြည့်ရင် မချင်မရဖြစ်လာတဲ့အီတီတင်ကဟာအလန်တဘူးရဲ့ခါးလေးကိုဖက်လိုက်မိတော့တယ်။အဲ့ဒီအခါသူ့ရင်ငွေနဲ့နွဲ့နွဲ့အီးဝင်လာတဲ့အလန်မူသားရဲ့အထီးတို့ကြောင့်ရတလေးဟာတကူလုံးဖိချင်းသွားပြီးလောကကြီးကိုတောင်မိသွားပါတော့တယ်။အလန်မူသားရဲ့ကိုသိဉဏ်ဏလေးကြောင့်ဂန္ဓာယုံရဲ့ဖန်ဆန်းမှုကိုထပ်ပြီးခံလိုက်ရတဲ့ရတလေးအီတီတင်ကဟာတဏှာရာကရင်မှုသွားပြီးအလန်မူသားကိုအ아야ပါရဖက်လိုက်ပါတော့တယ်။အဲ့ဒီအချိန်မှာပဲတရားမင်းရဲ့ဖန်ဆင်းပေးမှုကြောင့်ဝါကြောင့်တဲလေးရဲ့နေရာမှာ နတ်ဘုံနန်းနန်းဖြစ်သွားပြီးသူတို့နှစ်ယောက်ရှိနေတဲ့ခန်းစင်ဆာမှာလည်းခြူပန်းခြူနယ်တွေရှက်တန်းလေးရဲ့ဖွမ်းမှုရာရွှေပေါ်စောနဲ့တပါတင့်တယ်နေပါတော့တယ်။ရာကဘလူပိုးဝင်ခန်းစားလိုက်ရပြီဖြစ်တဲ့ဒေဒလေးအဋ္ဌိတင်ကဟာအလံဘူသားကိုအငမ်းမရ ထွေးဖက်လိုက်ကနူးညံ့တဲ့နေအိယာပေါ်မှာတူရှင်တွဲပြီးတော့တယောက်ဆက်လိုက်ပါတော့တယ်။အပြင်လောကမှာတော့စောင်းလေကတဟူတိုက်ခတ်လေရာရတလေအဲ့ဒီတင်ငါရဲ့ကြောင်းတင်ငန်းလေးထဲမှာတော့ခိတိတာလေးယူကရှူးရှူးမူမူတိုက်ခိုက်လေးရဲ့ရှင်းနေပါတော့တယ် ရတလီဟာကိလေသာရာဂပင်လယ်ထဲမှာဘလောက်ကြာကြာဒတိလိကူးကန့်နေမိလဲမသိပါဘူးသူဒတိယကတော့ကျောင်းသင်ကန်းရဲ့အမိုးအင်မက်တွေဟာပိုးပေါက်ပရက်ဘွားနဲ့ဖြစ်နေပြီးထရန်တွေကလည်းပေါက်ပြဲလို့အိုးဘယ်လိုတွေဖြစ်ကုန်ပါလဲရတလီအဲ့ဒီသင်္ကန်းဟာအန်အော်ဒဂျီနဲ့လူလက်ထားဖို့ဟန်ပြင်လိုက်တဲ့အခါမှာဖွင့်လို့တဲ့လက်ကလေးတစ်ဖက်ကသူ့ကိုထိုးဝှက်ထားတာဒတိပြုမိသွားပါတော့တယ်ဟာငါ့ကိုမိမတယောက်အဲ့ မာတုကမတယောက်ထွေးပြတ်ထားပါလားယတိလေးဟာဖြည့်ပြခဲ့သမျှအားလုံးကိုတတိပြန်ရတော့ပါတော့တယ်အလိုလေးငါငါဟာမာတုကမနဲ့ညီစွန်းခဲ့မိပါလားငါဆောင်နှင်းခဲ့တဲ့မြမစရိယတိတ်ခါဖို့ပြင်ရင်သွားခဲ့ရပြီပဲဖះဖះဖြစ်မှဖြစ်ရလေငါငါတိတက်စအရွယ်ကလေးကဆောင်နှင်းခဲ့တဲ့တိတ်ခါဖို့တွေတီလာတွေကျင့်ကြံခဲ့တဲ့စရဏတွေအားလုံးပျက်စီးခဲ့ပြီပဲဖြစ်ရလေဖြစ်ရလေ ဝမ်မတနေနဲ့ငူကျွေးနေတဲ့ရသေးလေးအဲ့ဒီတင်ကားကို အလံပူသားကတွဲပဲနှစ်သိမ့်လိုက်ပါတော့တယ်ဒီလောက်လေဝမ်းနေချိန်ခွဲမနေပါနဲ့ရသေးကလေးရဖြစ်ပြီးမှတော့ဗာတက်နိုင်တော့မှလဲဒီမှာမင်းကကိုဘာမှမပြောနဲ့မင်းပဲသူလဲဒီလိုတော်ကြီးတောင်ကြီးချက်ကိုဘယ်လိုရောက်လာရတာလဲသူယူသားယူတော့မဖြစ်နိုင်ဘူးမင်းပဲသူလဲပြောစမ်းမှန်မှန်ပြောစမ်းမင်းရေလေရွှဲနဲ့မင်းနေတဲ့ရသေးလေးအဲ့ဒီတင်ကားကိုကြည့်ရင် အလံဘူသားဟာစိတ်မကောင်းဖြစ်သွားပြီးတော့အမှန်တိုင်းပဲဖွင့်ပြလိုက်ပါတော့တယ်။မှန်ပါ။တပည့်တော်မဟာ လူသားတအူးမဟုတ်ရပါ။နတ်သမီးတအူးသာဖြစ်ပါတယ်။ဘလူးနတ်သမီးဟုတ်လား။ဟုတ်ပါတယ်ရှင်ရည်ဒီ။တပည့်တော်မဟာတပည့်တော်မရဲ့အမိဟာအလံဘူသားဖြစ်ပါတယ်။တင်ဟာနတ်သမီးဖြစ်ပါလျက်နဲ့ဘာလို့ကျုပ်ရဲ့အကျင့်ဒီလာရီပြည့်စည်သွားအောင်လုပ်ရတာပါလဲ။တပည့်တော်မကိုတာရိန်သာနတ်ပြည်ရဲ့အရှင်သခင်ရာမင်းကစီကိုင်းလို့လုပ်ရတာပါရှင်ရည်ဒီ။ ဘလူဘလူတရားမင်းကစီကိုင်းလို့ဟုတ်လားဘာကြောင့်လဲဒီလိုပါရှင်ရသည်မိမတို့ရဲ့မာယာတွေနဲ့ရှင်ရသည်ကိုဖျားယောင်းရမယ်တဏယာကတွေနဲ့ဖန်ဆာရမယ်ဘလူရွေချက်ကြောင့်ဒီလိုလိုခိုင်းရတာလဲရှင်သည်ရဲ့ပြင်းထန်လာတဲ့ဆရဏသီလအဟုန်တို့ကြောင့်တရားမင်းရဲ့ယာဓုနဲ့ထိုက်တန်လာတဲ့အတွေ့တရားမင်းယာဓုကိုလူယူမှာစိုးရိမ်မှာတယ်ဒါကြောင့်ရှင်ရသည်ရဲ့သီလတမာတိတကယ်ခိုင်မခိုင်စံတက်ရမယ်ဆိုပြီး တပည့်တော်မကိုဖျားယောင်တွေးဆောင်မှုဆေလွတ်လိုက်တာပါ။အိုးဖြစ်မှဖြစ်ရလေ။ကျောဟာကိလေသာတဏှာပင်မနဲ့ကိလေရာစရဏချင်းစဉ်ကိုကျင့်ညံနေသူပါ။တရားမင်းရဲ့ယာတုစည်းစိမ်တွေကို မမောခြင်းမရှိပါဘူး။ဒါကြောင့်တရားမင်းရဲ့ယာတုကိုလည်းလူယူစရာအကြောင်းမရှိပါဘူး။တကယ်တော့ကျောဟာတတိတစ်ချက်လွတ်သွားတာနဲ့နှစ်ပေါင်းများစွာကျင့်ညံခဲ့တဲ့စရဏတွေပြည့်စည်ခဲ့ရပြီ။ဒီနှစ်ပေါင်းများစွာတိဆောက်ခဲ့ရတဲ့တိလာတွေကျူပေါက်ခဲ့ရတယ်။ အဲ့ဒီအတွက်နောင်တာကြီးစွာရခဲ့ပါပြီ။နောင်တို့တနာမောဟအမောင်ဖုံးခဲ့ရတဲ့ဘဝမျိုးမရောက်အောင်ဆင်ကျင်ပါတော့မယ်။ရှင်ရတိရဲ့သီလတမားရီဆရဏာတို့ကိုဖြည့်ဆည်းခဲ့မိတဲ့တပည့်တော်မကိုခွင့်လွှတ်ပေးတော်မူပါ။ခွင့်လွှတ်ပါတယ်နဲ့သမီးရဲ့တင်ကိုစေခိုင်းခဲ့တဲ့တရားမင်းကိုလည်းခွင့်လွှတ်ပါတယ်။ပြီးတော့တင်တို့ကိုလည်းဩရိတမြစ်တာပို့ပါတယ်။တင်နဲ့တကွတင်ရဲ့အရှင်သခင်တရားမင်းတို့ကျမ်းမာချမ်းသာကြပါစေ။မိမိတို့ရဲ့ဘိမ့်မှာချမ်းသာစွာခံစားနိုင်ကြပါစေ။ အေးဒါတဲ့ကျုပ်တနာပင်မရရင်ကျောမှာမျောပါသွားခဲ့တာတက္ကနာပါဘာမှမကြလိုက်ပါဘူးအဲ့ဒီတက္ကနာအတွင်းမှာကျုပ်ရဲ့ចောင်းသင်ငန်းကအတော်ယူရင်သွားပါလားចောင်းသင်ငန်းရဲ့ပြင်မကတိပိငယ်တွေကလည်းတိပိညီတွေဖြစ်လို့ပါလားဘယ်လိုဖြစ်သွားရတာလဲတပည့်တော်မနဲ့ရှင်ရသည်ကိလေသာတော်မှာမျောနေခဲ့တာသုံးနေလုံးလုံးကြာမြင့်ခဲ့လို့ပါရှင်ရသည်ဘိုးမဟုတ်တာပဲကျုပ်တတိလေးလို့ဖြစ်သွားတာဟာခဏတာလေးမြပါဒီဒီလိုပါရှင်ရသည် ရှင်သည်ကိုကိလေသာရောတဲ့မျောပါအောင်တပည့်တော်မှာဆွဲဆောင်ရမှာအထောက်အကူဖြစ်စေဖို့တရားမင်းကနတ်ဘုံနန်းနန်းတို့နဲ့ခန်းတင်စာလီဖြစ်ဖန်ဆင်းလိုက်ပါတယ်ဒီလိုနဲ့ဒီနေရာဟာနတ်တို့ရဲ့ဌာနေဖြစ်သွားခိုင်မှာဒီနေရာကိုနတ်တို့ရဲ့တည်တံ့အတိုင်းတွဲရပါတယ်ဒါကြောင့်လူတို့ရဲ့သုံးနေဆိုတဲ့အချိန်ကာလဟာနတ်တို့အတွက်တည်ငှားပါနတ်တို့အတွက်တည်ငှားဟာလူတို့အတွက်သုံးနေဟုတ်လားဟုတ်ပါတယ်ရှင်ရည်သည်ဒါဒါဆိုကျုပ်ကျုပ်ကနတ်သမီးရဲ့ရင်ဝင်ထဲမှာကိလေသာရင်မှုခဲ့တာဟာ လူတို့ရဲ့တတိုင်းနဲ့ဆိုတုံးနေတုံးမှုကြာခဲ့တာပေါ့မှန်ပါတယ်ရှင်ရည်ဒါကြောင့်ကိလေသာအမောင်းတိုက်တယ်ရှင်ရည်မဝင်ခင်မှာပြိုမြင့်စာတစ်ပင်တွေဟာအခုချိန်မှာတော့ကြီးရင်အိုမင်သွားခဲ့ရတာပါကျုပ်ဟာဒီတိုင်းဆိုတီလတ်တမာရီစရဏကြီးညာမှုတွေနဲ့ကင်းလို့သွားတာတုံးနေကြာခဲ့ပါလားတရင်ကတာယာမှုကိုမမောမီခဲ့လို့နှစ်ကာလတွေဆုံရှုံသွားခဲ့ရပြီစရဏချင်းစင်တွေကိုလည်းအစကပြန်ပြီးကြီးညာရတော့မယ်တော်ပါပြီကြောက်ပါပြီ ကိလေသာအမောင်ကိုအကြောက်ကြီးကြောက်သွားပါပြီအဲ့ဒီနောက်ယတိကလေးအဲ့ဒီတိန်ကဟာတရားလို့ကိုပြန်လို့တယ်လို့နတ်သမီးလေးအလံဘူးသားဟာလည်းနတ်သမီးအတွင်နဲ့နတ်ပြည်ကို ပြန်သွားခဲ့လေတော့တယ်တရားမင်းကလည်းယတိလေးအဲ့ဒီတိန်ကရဲ့တီလာကျိုးပြတ်သွားတာကိုသိလို့သဘောကျကျဉ်းနဲ့နေတာပေါ့ခုတော့ငါးရတူကိုလူယူမဲ့သူမရှိတော့ဘူးပိုင်လိုက်လေပိုင်လိုက်လေဒါကြောင့်တရားမင်းဟာတာရီနာနတ်ပြည်မှာနတ်သမီးရဲ့အစီအွေစီရင်ချင်းပါပြီး ။နန္ဒမီလည်းအလံဘူသားကိုလိုရာစုတောင်းစီပါတော့တယ်။အလံဘူသားတင်ဟာပေးရတဲ့တောင်းဝန်ကိုခြေပွန်စွာထမ်းဆောင်နိုင်ခဲ့ပါတယ်။အဲ့ဒီအတွက်တင်လိုရာစုကိုသာတောင်းပါလို့အရှင်သာမင်ကျွန်တော်မျိုးမဟာ အထူးထူးဆန်းဆန်းသောနတ်တို့ရဲ့စီစဉ်ချမ်းသာအဖျက်ဖျားကိုမတောင်းဆိုလိုပါ။ကျွန်တော်မျိုးမအလိုချင်းဆုံးအတောင်းနာဆုံးစုကတော့တန်တရာအဆက်ဆက်မှာတရားဓမ္မအကျင့်ကြံနေတဲ့သူတော်စင်တို့ကိုဖျားယောင်တွေးဆောင်ဖြစ်စီတဲ့သာသနာဖြစ်မှမဖြစ်ပါစေနဲ့လို့ဆုတောင်းပေးရစီ။ အလာဒမူရဲ့စူတောင်းတံကိုကြားရတဲ့အခါနတ်ပရိသတ်အပေါင်းဟာလက်ကုပ်လော်ဝါတီးပြီးဝမ်းမြောက်ဝမ်းသာဩဘာပေးကြလေတော့တယ်။တရားမင်းလဲသူ့အမားကိုတိကနောင်နာကြီးစွာ ရာသွားပါတော့တယ်။အလံဘူသားကိုတာသနာဖြစ်မှအဖြစ်နဲ့ဆင်လွတ်ခဲ့တာမှားပြီ။အဲ့ဒီနောက်အိနတာလာလိုင်းကူမှာဘုရားရှင်ဟောကြားတော်မူတဲ့တက်ကပြင်းစားတော့နာကြားရတဲ့အတွက်တရားမင်းဟာတောဒဗန်တည်သွားခဲ့ပါလိတော့တယ်။ချစ်ခင်ရပါတော့ပြိတ္တများအားလုံးပဲခင်ဗျာ။ ဤနေရာမှာပဲသာသနာဖြစ်တဲ့နတ်သမီးဆိုတဲ့ရုပ်ပြဇာတ်ကြောင်းလေးကပြီးဆုံးသွားခဲ့ပါပြီခင်ဗျာအဆုံးထိလိုက်ပါနားဆင်ပြေးကြကြလို့အားလုံးကိုအထူးပဲချီးကျူးတင်ပါတယ်ခင်ဗျာ